တည်သည့်မဲ့ဟာဗိုက်တာမင်သတ္ထုဓာတ်နဲ့ဓာတုဆန့်ကျင်ပစ္စည်းတွေကြောဝစွာပါဝင်ပြီးတော့ကိုကံအားဆက်နဲ့အစာချေဆက်နဲ့နှလုံးကျန်းမာရေးနဲ့အရေးပြားကျန်းမာရေးအတွက်အကျိုးပြုပါတယ်။ဒါပေမဲ့အလွန်အကျွံစမယ်ဆိုရင်တော့စီချိုတက်တာ၊ဒမတက်မှုအစာမချေတာနဲ့ကိုယ်လေးချိန်တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်တည်သည့်ကိုတင့်တင့်စွာစားသုံးမယ်ဆိုရင်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ ယခုဗီဒီယိုမှာကတော့သွေးရောယောဂရှိတဲ့သူတွေတည်ရသီးစားလို့ရသလားဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်မျှဝေပေးသွားပါမယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။တည်ရသီး channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျန်းမာရေးအလားပါနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လုပ်ပေးခဲ့ပါအောင်ရှင်။သွေးရောယောဂရှိတဲ့သူတွေအနေနဲ့တည်ရသီးမျှကိုတင့်တင့်နဲ့ပမာဏထိမ့်ပြီးစားသုံးလို့ရပါတယ်။ ဒါပေမဲ့တတိထားရမယ့်အချက်ကလေးတွေကိုတော့ဆက်လက်ပြီးတော့အသေးစိတ်မျှဝေသွားပါမယ်။အရင်ဆုံးတရည်တိရဲ့တွေးလို့ယောဂပေါ်မှာအကျိုးပြုပုံလေးတွေကိုပြောပြချင်ပါတယ်။တရည်တီမှာ ပိုတက်ဆီယမ်ဓာတ်ကြောဝါစွာပါဝင်ပါတယ်။တရည်တီအလက်အလက်တစ်လုံးမှာပိုတက်ဆီယမ်250ကနေ300မီလီဂရမ်ခန့်ပါဝင်ပါတယ်။ပိုတက်ဆီယမ်ကသွေးဖိအားကို ထိန်းချုပ်ပေးပြီးတော့ သွေးတိုးစေနိုင်တဲ့ဆိုရီယန်ရဲ့အာနိသင်ကိုလည်းဟန်ချက်ညီအောင်ထိန်းချိပေးပါတယ်။ဒါကသွေးတိုးရောဂါရှိတဲ့သူတွေအတွက်အကျိုးရှိစေတဲ့အချက်ပါ။နောက်တစ်ခုကတော့တည်ရသီးမှာဗိုက်တာမင် C နဲ့တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဥပမာကွာစတင်းပါဝင်ပြီးတော့သွေးကြောတွေကိုကျန်းမာစေကာသွေးဖိအားကိုထိန်းချိရမှာလည်းအထောက်အကူပြုပါတယ်။နောက်တစ်ခုကတော့တည်ရသီးမှာအမြင်ဓာတ်တွေပေါ်ကျော်သွားစွာပါဝင်ပါတယ်။ ီအမြင်ဓာတ်ကသွေးရင်းအဆီဖြစ်တဲ့ကိုလက်စထရောကိုရှော့ချပေးပြီးတော့နှလုံးနဲ့သွေးကြောတွေရဲ့ကျန်းမာရေးကိုလည်းထိန်းသိမ်းပေးပါတယ်။ယခုပြောပြခဲ့တဲ့အချက်ကလေးတွေကတော့တရေတိရဲ့သွေးရောယောဂပေါ်မှာအကျိုးပြုတဲ့အချက်တွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့သတိထားရမယ့်အချက်တွေကိုညွှန်ဝေပေးသွားပါမယ်။တရေတိမှာတဘာဝတကြားတဲ့ဖရက်တုစ်ဂျူဂါများစွာပါဝင်ပါတယ်။ တရက်သီးအလက်အလက်အရွယ်တစ်လုံးမှာဆိုရင်တကြားဓာတ်20ရနေ25ဂရမ်ပါဝင်ပါတယ်။ဓာတ်ဟာထမင်းစားဆုံးနဲ့တိုင်းမယ်ဆိုလို့ရှိရင်တစုံခွဲရနေနှစ်စုံရှိရှိပါတယ်။သွေးရောဂါရှိတဲ့သူတွေမှာသွေးကြိုရောဂါဒါမှမဟုတ်ခန္ဓာကိုယ်အလေးချိန်ထိနေရတဲ့သူတွေရှိလို့ရှိရင်အလွန်အကျွံစားမယ်ဆိုရင်သွေးရင်းတကြားတက်တတာဒါမှမဟုတ်ကိုယ်အလေးချိန်တက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ဒါကသွေးဖီအားကိုတွယ်ဝိုက်ပြီးတော့တက်ရောက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့တရားသီးကိုအချင်းတည်ထားတာစနဲ့ထားတာဒါမှမဟုတ်တရားရည်စိန်ထားတဲ့ပြုပြင်ထုတ်ပိုးထားတဲ့တရားသီးထုတ်ကုန်တွေကိုရှောင်ရပါမယ်။ဒီလိုထုတ်ကုန်တွေမှာဆိုရီယံပါဝင်မှုမြင့်မားနိုင်တဲ့အတွက်ကြောင့်သူဖီအားကိုတက်စီနိုင်ပါတယ်။နောက်တစ်ခုကတော့တရားသီးကိုဓမ္မတဲ့တဲ့သူတွေမှာအရေးပြရရရမှုနဲ့တခြားနောက်ဆက်တွဲလက္ခဏာတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်သတိထားသင့်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဆေးဝါးနဲ့ဓာတ်ပြူတာပါတချို့သွေးတို့ကြဆေးတွေဟာပိုတက်ဆီယမ်ဓာတ်ကိုစီးတဲ့ကိုစွန့်မထုတ်အောင်ထိန်းထားတဲ့အာနိသင်ရှိပါတယ် ဒီလိုဆေးတွေကိုတောက်နေရတဲ့သူတွေအနေနဲ့တရသည့်ကိုအသင့်အတင့်စားရင်ပြဿနာမရှိပေမဲ့တရသည့်လိုမျိုးပိုတက်ဆီယမ်ဓာတ်များတဲ့အစားအစာတွေကိုအလွန်အကျွံစားမယ်ဆိုရင်သွေးရင်းပိုတက်ဆီယမ်ဓာတ်များလွန်လာဖြစ်နိုင်ပါတယ်။ဒါကြောင့်အသင့်အတင့်ပဲစားသုံးဖို့အကြံပြုပါတယ်။ဒီနေရာမှာဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်နဲ့တိုင်ပင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲ။ ဒါဆိုတည့်ရတီးကိုဘလောက်ပမာဏစားတဲ့တလဲသွေးရောဂါရှိတဲ့သူအနေနဲ့တနေ့မှာတည့်ရတီးအလတ်အလတ်စားတစ်လုံးဒါမှမဟုတ်တစ်လုံးနဲ့တစ်ချမ်းစားမယ်ဆိုရင်လုံလောက်ပါတယ်ဘလို့စားမလဲလက်ဆက်တဲ့တည့်ရတီးမဲ့ကိုရွေးချယ်ရပါမယ် တခြားရေစိမ်းထားတဲ့တရသီး6ဒါမှမဟုတ်စနဲ့ထားတဲ့တရသီးအချင်တွေကိုရှောင်ရပါမယ်။တရသီးကိုဆိုဒီယမ်နဲ့တဲ့အစားအစာတွေဖြစ်တဲ့ဥပမာဟင်းသီးဟင်းရွက်အဆီမပါတဲ့ပရိုတင်းတွေဖြစ်တဲ့ပဲအမျိုးမျိုးအဆီမပါတဲ့အသားငါဒီလိုအစားအစာတွေနဲ့တွဲဖက်စားသုံးပေးသင့်ပါတယ်။နောက်တစ်ခုကတော့တရသီးကိုမစားခင်မှာတေချာစေကြပါအစည်းလောင်တာဖြစ်နိုင်တယ်လို့ပိုးမွားတွေဒါမှမဟုတ်ပိုးသက်ဆေးတွေရဲ့ကပ်ညှိမှုကလည်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ် အနှစ်ချုပ်အနေနဲ့ကတော့သီးတို့ယောဂါရှိတဲ့သူတွေအနေနဲ့တည့်ရတိမဲ့ကိုတင်းတင်းတဲ့ပမာဏတစ်နေ့တစ်လုံးစားပေးမယ်ဆိုရင်ဘေးကင်းပြီးတော့သွေးဖြည့်ရကိုလည်းထိမ့်ညရမှာအကျိုးရှိနိုင်ပါတယ်။ဒါပေမဲ့စီးကျိုယောဂါရှိတဲ့သူတွေကြောက်ကရောဂါရှိတဲ့သူတွေဒါမှမဟုတ်ဆေးတွေတောက်နေရတဲ့သူတွေအနေနဲ့ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့စားသုံးသင့်ပါတယ်။ ယခုပြောပြပေးခဲ့တာတွေကတော့သွေးရောဂါရှိတဲ့သူတွေအနေနဲ့တရက်တီးကိုဘယ်လိုစားသုံးသင့်လဲဆိုတဲ့ဟာကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယို လေးကိုကြည့်ပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ် like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ရှင်အားလုံးပဲသွေးရောဂါကင်းစင်ပြီးတော့ကျန်းမာချမ်းသာ အသက်ရှိကြပါစေရှင်